ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်စိတ်ကြီးပြီးတော့တတိကသေးရင်စိတ်လိုက်မှန်ပါလုံမိတတ်တယ်တတိဟာစိတ်အားလုံးရဲ့အချုပ်ပဲတတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပိုင်ရင်စိတ်ကမှားမယ်ဒါကြောင့်စိတ်ကြီးဖို့ထက်တတိကြီးဖို့လေ့ကျင့်ရမယ်စိတ်မြန်ဖို့ထက်တတိမှန်ဖို့ကြိုးစားရမယ်စိတ်မညစ်အောင်တတိအန စိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ကမြန်တယ်ထိကနေဆိုစိတ်တိုးလိုက်ထိကနေဆိုအလိုမကျဖြစ်လိုက်ထိကနေဆိုစိတ်လိုက်မှန်ပါလို့တိုင်ဒါမျိုးတွေဖြစ်တတ်တာအဲတော့စိတ်ဆိုးတာစိတ်တိုးတာစိတ်အလိုမကျဖြစ်တာစိတ်ကြီးတာအားလုံးဟာဒေါသရဲ့သဘောတွေပဲဒေါသကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒေါသော အထာနာသာနာတိဒေါသဖြစ်ရင်အကြောင်းအကျိုးအကောင်းအဆိုးမသိတော့ဘူး ါကြောင့်ဒေါသတမအခန်းနဲ့တူအခန်းနဲ့တူတဲ့အတွက်ကြောင့်ဘာဖြစ်လို့ဒီဒေါသဖြစ်ရတာလဲဒေါသဆိုတာဖြစ်เสียအကြောင်းရှိလို့အာယုံရှိလို့ဒေါသဖြစ်လာတော့ဒေါသဖြစ်เสียကအာယုံတစ်ခုပေါ်လာရင်ဒေါသဖြစ်เสียရှိလို့ဒေါသလေးကဖြစ်သွားတယ်ဖြစ်ရင်ဖြစ်တဲ့အခိုက်အတန့်မှာရက်ထားနိုင်ရင်တော့ပုရုဇဉ်တဘာဝအတော်လေးစိုးကျိုးနေသွားမှာဒါပေမဲ့ဒေါသကိုဒေါသဖြစ်တာကိုမသိတဲ့အခါကျတော့ အဲ့ဒီမတိစိတ်နဲ့ပဲဇက်တိုက်ဇက်တိုက်လှုပ်ပြီးတော့လူတွေမှာဒေါသအလျောက်ကြီးလွန်မိခဲ့တဲ့အမားတွေကအများကြီးဖြစ်သွားတယ်။ညဘုန်းကြီးကဒီစာစုလေးမှာစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်ဆိုတာလေးထည့်ပြောတာ။လူကစိတ်တော်တော်ကြီးတယ်ဘုန်းကြီးကိုယ်တိုင်လည်းစိတ်ကြီးတယ်စိတ်အညိုတေးကြီးတယ်။တခါတခါဘာပဲလှုပ်လို့ကိုယ်ကိုယ်တိုင်လိုအောင်မှစိတ်တိုင်းကြတယ်။ဆိုရတော့မျိုးလေးဖြစ်တဲ့အခါကျတော့တခါသူများကကိုယ်ကိုယ်စိတ်တိုင်းကြမဖြစ်ရင်ကိုယ့်ဘာသာကိုယ်ပဲ စိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေထွက်အလိုမကျတွေဖြစ်ပြီးတော့သူတို့ကိုအပြစ်တွေရှောက်မြင်နေတော့အဲ့တော့ဘေးရလည်းပဲဘယ်သူမှမပြောနိုင်ကိုယ်စိတ်ကိုလည်းကိုယ်ကမသိနိုင်တဲ့အခါကျတော့စိတ်အလျောက်စိတ်ကြီးတဲ့အလျောက်အမားတွေဇတိုက်လိုက်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့ဆိုးကျိုးတွေကြီးပဲဇတိုက်ဖြစ်ကုန်တော့တာအဘိနုကစိတ်ကြီးတဲ့သူတွေမှာမြတ်စွာဘုရားရှင်အလိုတော်ရတတိကအရေးကြီးတာပဲ ကိုယ်စိတ်ဘာဖြစ်တယ်ဆိုတာမသိတဲ့မောဟတရားကမဟုတ်တဲ့အလုပ်တွေမှာဇက်တိုက်ဇက်တိုက်ကျူးလွန်တာတွေဖြစ်စေတော့တယ်လူတွေမှာစိတ်ကိုဘာစိတ်ဖြစ်တယ်ဆိုတာသိရင်အဲ့ဒီစိတ်အလျောက်မလုတ်ဖြစ်တော့စိတ်လိုက်မှမလုတ်ဖြစ်တော့တတဝါတွေအမှားလုတ်တယ်မဟုတ်တာတွေလုတ်တယ်ဆိုတာမသိလို့လုတ်တာသိတော့ရင်မလုတ်တတိဆိုတာကအဲ့ဒီမသိစိတ်ကိုသိတော့အောင်သူက control လုပ်ပေးတာထိန်းချုပ်ပေးတာ ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ apply လုပ်ဖို့ဘုရားကဟောကြားတော်မူတာဖြစ်တယ်။နားထောင်ကောင်းရင်တက်တက်၊နားယုံတက်တက်မို့ဘုန်းကြီးတို့ဒီနေ့ပြောတဲ့ဓမ္မလက်ဆောင်လေးတွေအားလည်းပဲဒါလေးတွေကိုသိပြီးတော့သူတော်ကောင်းများရဲ့ကိုယ့်ရဲ့ဘဝထဲမှာ apply လုပ်ပြီးလက်တွေ့ကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင် အထက်အလျောက်မြတ်စွာဘုရားရှင်တရားတော်နဲ့ဘဝကိုငြိမ်းအေးမှုရစေသွားမှာအမှန်ပဲစိတ်ကြည်ပြီးတော့အဲတတိမကြည်ဘူး တတိမရှိဘူးဆိုရင်စိတ်လိုက်မှပါတယ်အကုန်လုံးလျှောက်ပြီးတော့လှုပ်ဖြစ်တယ်တခါတခါကျတော့လူတွေမှာဘာဖြစ်လို့ဒေါသထွက်ရတာလဲဘာဖြစ်လို့စိတ်လိုက်မှပါလှုပ်ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ဆိုးစိတ်တို့ဖြစ်ရတာလဲဆိုတော့သူကတခြားတခြားအာယုန်တွေကြောင့်လို့ပြောလို့ရဘယ်သူကြောင့်ဘဝကြောင့်လို့လူတွေကအဲ့လိုထင်တာအမှန်ကတော့ကိုယ်တဏ္ဍာမှာရှိနေတဲ့ကိုယ်ဒေါသကြောင့်ဖြစ်တာ ကိုဒေါသကြောင့်ပြတာအပူဆိုတာတကယ်တမ်းကျတော့သူများပြေးလို့ပူတာမဟုတ်ဘူးကိုကယူလို့ပူတာကိုကခံစားလို့ဖြစ်တာကိုကမယူရင်ကိုကမခံစားရင်အပူဆိုတာမရအောင်အဲ့တော့ကိုအပူကိုအသည့်လေးနဲ့ညှိပြီးတော့နေမယ်ဆိုရင်အပူတက်တာအပူတက်တာမြတ်စွာဘုရားရှင်လက်ထက်ကအဲ့လိုပဲဒေါသလျောက်တိတ်ပြီးတော့လှုပ်တတ်တဲ့ပုံနာကြီးတူရှိတယ်ဘုရင်တို့စာပေမှာတော့ဘာရဒွါစ ာရဒွါဇပုံနာကြီးကအစဲချမ်းတယ်တော်တော်အစဲကြည့်တယ်အကောသဘာရဒွါဇလို့ခေါ်တယ်ဘလောက်ဒီစဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကသူလာစဲတာဘုရားရှင်ကအမျိုးမျိုးလာစဲတာဆိုတော့ပုံနာကြီးကစိတ်လိုက်မှန်ပါဒေါသအနဲ့ဘုရားကိုလာပြီးတော့တိုက်ခိုက်တယ်ဆိုတော့ဒေါသအနဲ့လာတဲ့သူကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်ဒေါသဒေါသနဲ့ပြန်တုံ့ပြန်ရင်သူက မီးကိုမီးနဲ့ရှို့တယ်လို့အကုန်လုံးလိုက်ပြီးတော့သူလဲလောင်ကိုလဲလောင်ဖြစ်တယ်ဒေါသနဲ့လာစေတဲ့ပုံနာကြီးကိုဘုရားကဒေါသနဲ့ပြန်မတုံ့ပြန်မယ်နဲ့မေတ္တာလေးနဲ့ပြန်တုံ့ပြန်ပုံနာကြီးဘေးရန်ကင်းပါစေစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းပါစေချမ်းသာသောမိမိခန္ဓာကိုယ်ရွတ်ဆောင်နိုင်ပါစေဝိจิตတန်းကြီးမေတ္တာပို့တဲ့သဘောမျိုးမဟုတ်ဘဲနဲ့တကယ်ကိုပဲစိတ်ထဲမှာရှင်းလင်းပြီးတော့လေကြည်လင်တဲ့စိတ်ကလေးနဲ့တကယ်ကိုပဲအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ပုံနာကြီးကို ဘုရားကမေတ္တာပို့ကိုဘက်ကပုံနာကြီးကမေတ္တာကိုပထမတော့လက်မခံနိုင် သူ့ဒေါသအလျောက်သူ့ဟာသူလောင်းအောင်ပြီးတော့ဘုရားကိုအမျိုးမျိုးဆဲတာအမျိုးမျိုးဆဲတော့ပြေသက်ရေဆဲတယ်ဆိုတာကလေသူ့ဆဲကိုဆဲဆဲမှအားရှိတာသူကလည်းဆဲသူကဆဲတော့ကိုကလည်းပြန်ဆဲသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲဩဆဲတယ်ဆိုတာသူ့ဆဲကိုဆဲဆဲမှအားရှိတာတယောက်တည်းဆိုရင် အားမရှိပုံနာကြီးကအဲ့လိုဖြစ်သွားတာသူတယောက်တည်းဆဲနေရတာ သူတယောက်တည်းစဲတော့ကြာတော့မောလာမောလာတော့မှခဏနားတဲ့အချိန်ဘုရားကမေးတယ်ဘုနာကြီးတင်စဲလို့ပြီးပြီလားပြီးတော့မပြီးသေးဘူးရှင်ဃောဓမဘာပြောမလို့တဲ့ထွေတူးတော့ပြောစရာမရှိဘုနာကြီးတဲ့တင့်ကိုဥပမာတစ်ခုပေးမယ်တဲ့တဲ့အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးဆွေလာတဲ့အခါမှာအိမ်မှာရှိတဲ့စားဝယ်တောက်ဖွဲ့တွေနဲ့တဲခင်းအဲခန်း သူတို့ပြန်သွားတဲ့အခါအိမ်မှာရှိတဲ့လက်ဆောင်လေးတွေထုတ်ထုတ်ပြီးတော့သင်အမျိုးတွေကိုသင်ပေးလိုက်တယ်လို့ဆိုပါစို့တဲ့သင်ပေးလိုက်တဲ့လက်ဆောင်လေးတွေကိုသင်အမျိုးတွေကယူမသွားဘူးဆိုရင်အဲ့ဒါတွေဘမှကြံမလဲဘုရားကပုံနာကြီးမေးတော့ပုံနာကြီးကအာသူတို့ယူမသွားဘူးဆိုရင်တပိတော့ရှိမှာပဲကြံမှာပေါ့တပိတော့အိမ်မှာပဲကြံမှာပေါ့ဖေရလိုပဲပုံနာကြီးတဲ့ခုနသင်စဲတာတွေငါလက်မခံဘူးဆိုရင်အဲ့ဒါတွေဘုရုမှကြံမလဲဆိုတော့ပုံနာကြီးတို့ဟာဟုတ်တာပဲ ငါမှပဲကြံပါဗောငါပဲခံစားနေရငါပဲပူနေတာပါဒေါပေါက်သွားအဲ့ဒါပြိသက်ကြီးမြတ်စွာဘုရားကဒေါသကိုမေတ္တာနဲ့တတိတရားနဲ့ပြန်တုံပြန်လိုက်တာဆိုတော့ဒေါသဖြစ်ရင်အဲ့ဒီခုနပုံနာကြီးလိုပဲကြံတဲ့လူကတော့ပူလားမပူလားမသိသေးဘူးဖြစ်ရင်ဖြစ်တဲ့သူကအရင်ပူတာဖြစ်တဲ့သူကအရင်ခံစားရတာပဲ ဲ့ဒါကိုတတိမရှိဘဲနဲ့ဟိုဘက်ကစန့်ကျင်ဘက်ကလူရဲ့သူဒေါသပြုလို့ကိုဘွားလိုက်ဖြစ်ရင်သူကကိုဘွားပူွားတာဒေါသကနှစ်ဦးလုံးကိုပူစေတာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ဖက်ကကိုကိုဒေါသနဲ့လာရင်လည်းပဲကိုကတတိလေးကပ်ပြီးတော့ပြန်ထိန်းရထို့တူပဲကိုမှဒေါသတွေထွက်တယ်ဆိုရင်လည်းပဲကိုဒေါသလေးတွေကိုတတိလေးနဲ့ကပ်ပြီးတော့မကျူးလွန်မရအောင်ထိန်းသိမ်းရဘုရားစာပေမှာကိလေသာအဆင့်ကြီးလေဘယ်30လောက်ရှိတယ် လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတွေဟာတဲ့အစင်တန်းအပြင်၃ဆင့်လောက်ရှိတယ်။ဆာလိုပြောရင်နံပါတ်၁ကိလေသာ အနုတ္တယကိလေသာခေါ်တယ်။အိုးတန်မြာအစင်ဆက်တဲ့ကိန်းပြီးတော့နေတဲ့ကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဘယ်တော့မှပါလာမှမသိတဲ့ကိလေသာတွေအခုဒီမှာအဆိုင်ခဲอยู่ဖြစ်နေ။အဲ့ဒီအနုတ္တယဆိုတဲ့ကိလေသာသေးသေးမွားမွားလေးတွေကတန်တရာတွေကပါလာတဲ့ကိလေသာတွေတွေကတဲ့ရဟန္တာဖြစ်မှပဲတာ အရတမဉ္ဇဏ်နဲ့ပဲပဲတယ်အဲ့ဒါဒုတိယကိလေသာရှိတယ်နံပါတ်1ကိလေသာကြောင့်ပရိယုဋ္ဌာနာကိလေသာဒုတိယ level ကြဒုတိယအဆင့်ပရိယုဋ္ဌာနာကိလေသာကြတော့အာယုံနဲ့တွေ့ရင်ပေါ်လာတဲ့ကိလေသာမျိုးလောဘထွက်เสียအာယုံတွေ့လို့လောဘထွက်သွားလောဘဖြစ်သွားဒေါသထွက်เสียအာယုံတွေ့လို့ဒေါသထွက်သွားဒေါသဖြစ်သွားတယ်မောဟမာနဖြစ်เสียအာယုံနဲ့ဂျုံလို့မောဟမာနတွေဖြစ်သွားတယ် အဲ့ဒါကပရိယုတ်ဌာနကိလေသာခေါ်တယ်ဒုတိယလဲပဲတတိယကိလေသာ အစင်ကြတော့သူကလွန်ကျူးတဲ့အစင်တွေရောက်သွားလောဘကိုလောဘဖြစ်ရုံနဲ့မဟုတ်ဘူးလောဘအလျောက်သူလွန်ကျူးမိလိုက်ရယူလိုက်တယ်ပိုင်ဆိုင်လိုက်တယ်ရအောင်ဖန်တီးလိုက်တယ်ဒေါသထွက်เสียအာုံတွေးလို့ဒေါသထွက်သွားတယ်ဒေါသထွက်ရုံနဲ့မဟုတ်ဘူးတွေ့ရနေကောက်ပေါက်လိုက်တယ်စက်လိုက်မှန်ပါဆဲလိုက်တယ်ဆူလိုက်တယ်ဆူလိုက်တယ်အဝိတေကမအစင်ကိုရောက်သွား တော့ဘုန်းကြီးတို့ပုထုဇဉ်တွေကသူတော်ကောင်းတွေလည်းပဲပုထုဇဉ်ဘုန်းကြီးတို့လည်းပုထုဇဉ်ဆိုပုထုဇဉ်တွေမှာကကိလေသာတွေကတော့ရှိနေတာပဲအဲ့ဒီခုနကအစင်ဆက်ကိန်းနေတဲ့အနုတ္တယကိလေသာရဟန္တာဖြစ်မှပယ်မှာဆိုတော့ကိလေသာကဒါမျိုးကြတော့ဘုန်းကြီးတို့ကလည်းပယ်နိုင်အောင်မဟုတ်ဘူးပုထုဇဉ်တွေမှာလည်းပယ်နိုင်ဘူးဘာလေး apply လုပ်ဖို့ practice လုပ်ဖို့လေ့ကျင့်ဖို့လိုလဲဆိုတော့လောဘဖြစ်เสียအောင်နဲ့တွေ့လို့လောဘဖြစ်သွားတယ်လက်တွေ့အဲ့ဒီလောဘကိုအကောင့်ထဲပေါ်တဲ့အစင်တွေရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီ ဒါအတော်မြတ်သွားတဲ့ကလျာဏပုတုရှင်အစဉ်ရောက်တော့ဒေါသတွေးဆရာအာယုံ တွေးလို့ဒေါသထွက်သွားတယ်ဒေါသအလျောက်သူကကျွလုံတဲ့အစဉ်ကြီးရောက်မသွားအောင်ထိမ့်လိုက်နိုင်ပြီဆိုရင်အော်ထောင်းတဲ့ဒေါသထွက်သွားတယ်ဒေါသထွက်ပြီမဲ့အဲ့ဒီဒေါသအလျောက်ချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဟာကိုဒေါသကိုဆဲတဲ့အစဉ်ကြီးရောက်မသွားအောင်လက်တွေ့လွန်ကျူးတဲ့အစဉ်ကြီးရောက်မသွားအောင်တတိလေးကအချိန်မီထိမ့်လိုက်နိုင်ပြီဆိုဝိတိတ်ကမအစဉ်ကိုရောက်မသွားတော့ဒါဆိုရင်တော်တော်လေးကို အဆင်ပြေသွားတယ်တော်တော်လေးကိုဟိုအချိုးတက်ရောက်မှုရှိသွားတဲ့ပုထုဇဉ်ဖြစ်သွားကလျာဏပုထုဇဉ်အဆင်ကိုရောက်သွားကျွန်တော်တို့ဒေါသကိုချက်ချင်းအကောင့်ထဲမှာဖော်ရဘူးတဲ့ဘုန်းကြီးတို့ဗာဘူးတဲ့စာအုပ်လေးကပူတော်ဂျူစီယာကောင်းတယ် American သမရိုင်းအီဘရိုင်လင်ကွန်းအီဘရိုင်လင်ကွန်းရဲ့ဒေါသဖြေနည်းလေးကအတော်ကောင်းတယ်သူကလူတယောက်ကိုစိတ်ဆိုးပြီးဒေါသထွက်ပြီးဆိုရင်တဲ့စိတ်ဆိုးတဲ့လျောက်ဒေါသလည်းလျောက်သူ့ကိုသွားပြီးတော့ချက်ချင်းမတုံ့ပြန်ဘူး သူဒေါသဖြစ်တဲ့ဟာဆေဆိုးတဲ့ဟာတွေကိုဆာရွက်တရွက်မှာကောက်ပြီးတော့ရေးလိုက်တာချက်ချင်းရေးသူပြောကျင်တဲ့ဂုံကြီးအဂုံကြီးအဂုံကြီးအဂုံကြီးရေးပြီးတော့မှအဲ့ဒါလေးခောက်ပြန်ဖတ်ပြီးခောက်ပြီးတော့စာရည်တဲ့ထက်ပြီးတော့မှစာရည်လေးပုံမှာစာလေးရေးထားတယ်မန္တပ်ဖန်ကမှပေးရန်ဆိုပြီးရေးပြီးတော့အဲ့ဒါလေးစပွဲပေါ်တင်ထားတယ်အီဘရာဟင်လင်ကွန်နောက်နေ့မနေ့ကျတော့သူရေးခဲ့တဲ့စာလေးပြန်ဖတ်လိုက်တော့မှမပေးပြတော့ပဲနဲ့အဲဘုံထဲကိုထည့်တာစက်ကူဘုံအထက်လိုက်ရရသွားတယ် အိဗရာဟင်လင်ကွန်းရဲ့ဒေါသကိုချက်ချင်းအကောင့်ထဲမပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့မပေါ်ဘဲနဲ့ဖြည့်ရှင်းတဲ့နီလီကဒါအတော်အတူယူစရာကောင်းလူအစိမ့်လိုက်မှမှလုံနေတဲ့ဖြစ်တဲ့အချိန်မှာကောက်ပြီးတော့ချက်ချင်းသွားပြီးအကောင့်ထဲပေါ်လိုက်ရင်ပြောလိုက်ပြီးစင်အမားတွေပဲဖြစ်တယ်ဆိုတော့တိတ်မခံစားနိုင်ဘူးဆိုရင်တော့ခုနကပြောဆိုဆာရွက်လေးအလုတ်မှာကောက်ပြီးတော့ရေးချဲပြီးတော့ပြန်ဖတ်ဒီနေ့ကောင်းတယ်မပေါ်နောက်နေ့မနေ့ကျတော့ပြန်ဖတ်လိုက်တဲ့အခါကျတော့အိဗရာဟင်လင်ကွန်းကစိတ်လိုက်မှမှရေးထားတဲ့စာရဲ့အမားတွေပဲဖြစ်နေတာသိတော့ မပေးပြီတော့ပဲနဲ့စာရိုက်တဲ့ထက်စက်ကူဘုံနဲ့ထည့်လိုက်တာစက်ကူဘုံတစ်ထပ်လောက်ရသွားအဲ့ဒါဒေါသရဲ့ဖြည့်ရှင်းနေပဲပရိယုဋ္ဌာဏအာယုန်နဲ့တွေ့လို့ပေါ်လာတဲ့ကိလေသာဝိတိတ်ကမလွန်ကျွတဲ့အစင်တွေရောက်မသွားဘူးဆိုရင်တတော်ကိုတန်ဖိုးရှိတဲ့ဘဝကိုဘုန်းကြီးတို့တော်ကောင်းများပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်ကျွန်တော်ဘုန်းကြီးကိုကိုဆုံးမခြင်းအစာပိုက်လေးอ่ะအဲ့ဒါပါပဲစိတ်ကြီးတဲ့သူကဒေါသကြီးတဲ့သူကတတိကြီးဖို့လိုတယ်ဆိုတာ လူတိုင်းလူတိုင်းပုထုဇဉ်သဘောကစိတ်လိုက်မှမှစိတ်ဒေါသဆိုတာရှိတတ်တာပဲစိတ်အပြစ်တို့ရှိတတ်တာပဲတိုးတော်လည်းပဲအဲ့ဒါတွေကိုတတိလေးကကပ်ပြီးတော့ထိန်းနိုင်မှတန်ဖို့ရှိတယ်တခါကဒေါသကိုဘာဖြစ်လို့ဒေါသတွေကဇက်တိုက်စိတ်လိုက်မှမှထွက်သွားရတာလဲဘာဖြစ်လို့ဇက်တိုက်ဇက်တိုက်ဓာရီကိုအမားတွေဆက်လုံမိလိုက်တာလဲဆိုတော့အဲ့ဒီဒေါသစိတ်ကို မသိလို့ဖြစ်သွားတာကိုဒေါသထွက်တာကိုမသိလို့ဖြစ်တာ မသိတော့အဲ့ဒီဒေါသလျောက်ရှောက်ပြီးတော့မသိစိတ်နဲ့ဇက်တိုက်ဇက်တိုက်သူကကျွလုံမှုတွေဖြစ်ကုန်အကယ်၍မဲ့အဲ့ဒီစိတ်ကလေးကိုတိတယ်ဆိုရင်တိရယ်ဆိုတာတတိရှိမှတိတာတတိမရှိရင်မတိဘူးအဲ့တော့ဒေါသဖြစ်တာကိုမသိတော့ဒေါသအလျောက်လုံးပြီအဲ့တော့ဘုဒ္ဓဇဘာဝတတိလေးကပ်ပြီးတော့ဒေါသတွေဖြစ်ရင်အဲ့ဒီစိတ်ကလေးကိုမြင်အောင်ကြည့်လိုက်ကိုပြနေတဲ့ခံစားချက် emotion emotion ကို control လုပ်နိုင်တယ်ခံစားချက်ကို control လုပ်နိုင်တယ်ဒေါသထွက်လာရင်ဖြစ်ပေါ်လာတဲ့ခံစားချက်က exciting ဖြစ်တာအာဆေးလို့ရှာရတဲ့ဖြစ်တာဇက်ဇက်တုံလာဆိုဘုန်းကြီးတို့စာပေမှာ IQ နဲ့ EQ ဆိုအင်္ဂလိပ်စာပေမှာရှိတယ် intelligent quotient နဲ့ emotional quotient IQ ကအသိဉာဏ်စွမ်းအားမှတ်ဉာဏ်စွမ်းအား emotion နဲ့ quotient က EQ ကြတော့ ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားမှဉဏ်စွမ်းအားတွေဘလောက်ပဲမြင့်မြင့် emotion EQ ကို control မလုပ်နိုင်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်အဲ့ဒီလိုအချက်ကိုမရောက်ခံစားချက်အလျောက်ကောင်းတယ်ပေါ်တဲ့လူဟာစိတ်လိုက်မှပါလုတ်တဲ့လူဟာဘယ်တော့မှအောင်မြင်မှုကိုမရဘူးဆိုတော့ IQ တွေဘလောက်ပဲမြင့်မြင့် EQ ဆိုတဲ့ emotion ကို control လုပ်နိုင်တဲ့စွမ်းအားမြင့်မှသာလေလူတစ်ယောက်ဟာဘဝအောင်မြင်မှုရတယ်ဘဝအဆင့်တန်းကိုရတာဆိုတော့ ကိုမှဖြစ်တဲ့ဒေါသစိတ်ကိုချက်ချင်းအကောင်ထဲမဖော်ဘဲနဲ့ဒေါသဖြစ်ရင်အဲ့ဒီဒေါသစိတ်ကလေးကိုသိအောင်တတိလေးကပ်ပြီးတော့ကြီးလိုက်တတိကအချုပ်ပဲတတိလွန်သွားလို့မှားသွားတယ်တတိများသွားလို့မဟုတ်တာတွေလုံးဖြစ်တယ်ဆိုတော့လောကမှာမရှိဘူးတတိလွတ်သွားလို့မှားသွားတာတတိလွတ်သွားလို့မဟုတ်တာလုံးမိတာဒါပဲရှိဒါကြောင့်မြတ်စွာဘုရားကအိုးဘုရားဖြစ်တော်မူတဲ့အစပြီးတော့ပြိဋိဘံဇံတော်မူတဲ့အထိပဲ ဒီစကားလုံးကိုအမြဲတမ်းပြောတယ်အပမဒေနာတမ္ပါဒေထအပမဒေနာမမိမလျော်မပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒေထကိုစီကိုငါပြည့်စုံနေရမယ်။ယောက်ကဘာပဲဖြစ်ဖြစ်သိနေပါတိခိုင်းတာ realize လုပ်ခိုင်းတာလူတွေမှာသိတာနဲ့ခံစားတာကိုမတူအာယုန်တစ်ခုကို အရှိအတိုင်းသိနေမခံစားဘူးမသိလို့ခံစားတာဒေါသဖြစ်လာတယ်ဒေါသဖြစ်တဲ့သဘောကိုသိနေရင် तू ကခံစားချက်မပါတဲ့အဲ့သူ့အရှိအတိုင်းလေးပဲသိပြီးတော့အဲ့ဒေါသစိတ်ကလေးကယော့ဒေါသဖြစ်တာကိုမသိတော့စိတ်ထဲဖြစ်တဲ့အတိုင်းလိုက်ပြီးတော့ခံစားတဲ့အခါကျတော့အကုသိုလ်တွေဖြစ်တယ်မဟုတ်တာတွေလုံးမိတယ်ဆိုတော့အဲ့ဒီစိတ်ကလေးကိုသိနေလို့ဆိုရင်တတိလေးကကတ်ထားရတယ် တတိကတ်သွားတာ ਨੇ အဲ့ဒီဖြစ်နေတဲ့ခံစားချက်ဒေါသကယော့ကိုယော့သွားတော့မြတ်စွာဘုရားကဘာပဲဖြစ်ဖြစ်တိပါဆိုတာတိတာ ਨੇ ခံစားနေခိုင်းလာတယ်မတူဘူးတိတာက သူ့အရှိတိုင်းလေးတိတခါတော့ဘုန်းကြီးတို့တရားအထုတ်ရတဲ့အခါမှာလည်းပဲတိချင်းမတိချင်းဘာကွာလဲဆိုတော့တရားအထုတ်တဲ့အခါမှာကိုယ်ကလည်းကိုယ်တတိမကတ်တဲ့အခါကျတော့တရားထိုင်နေတဲ့လူမအတွေးတွေဝင်နေတာ အတွေးတွေဝင်နေတာကိုအတွေးကိုမသိတဲ့အခါကျတဏှာရီတရားထိုင်နေအဲ့အတွေးတွေကလိုက်ပြီးတော့လျှောက်ပြီးတွေးနေတာအဲ့အတွေးတွေနဲ့တဏှာရီတရားထိုင်နေတခါကျရင်နိုင်ဝက်ကြော်ထိအတွေးကိုမသိဘူး55မိနစ်အတွေးကိုမသိဘူးမိနစ်50လောက်တည်းမတွေ့ဘူးတတိလေးပြန်ဝင်လာတော့ဟာငါတွေးနေပါလားလို့သိလိုက်တဲ့အခါမှာတွေးတဲ့စိတ်ကမရှိတော့ဘူးသိတဲ့စိတ်ကလေးကရောက်လာဟောတတိကပြန်ဝင်သွားတဲ့အခါကျတော့အတွေးစိတ်ကပျောက်သွားတယ် ကျဘုရားကအေးဘာပဲဖြစ်ဖြစ်သိပါစေဆိုတာဘလို့ emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒါလေးကိုသိလိုက်လို့ရှိရင်ဒေါသစိတ်ကိုသိရင်ဒေါသကရှိမထွက်တော့လောဘဖြစ်တာကိုသိရင်လောဘကရှိကိုဆက်မသွားတော့မောဟမာနဖြစ်တာကိုသိရင် မောဟမာနတွေရှိကိုမဆက်တော့မသိလို့ကိုအဲ့လောဘအလျောက်ဖြစ်တာဒေါသအလျောက်ဖြစ်တာမောဟမာနအကြောင်းဖြစ်သွားတာဆိုတော့ဒါဆိုဘုရားရှင်ရဲ့သဘောကတော့ ဘလို့တော့အရာတော့ emotion ဘလို့ခံစားချက်မျိုးပဲလာလာအဲ့ဒီခံစားချက်ကိုသိအောင်ကြိုးစားပါသိရင်ခံစားချက်ကစိတ်ကိုဆက်မသွားတော့ခံစားချက်ကယော့သွားစိတ်ကြီးတဲ့သူဟာတတိကြီးဖို့လိုတယ်တတိသေးရင်စိတ်လိုက်မှန်ပါလုံးတက်တယ်ဆိုတော့ဘုန်းကြီးတို့ကအဲ့ဒီကိုယ့်ကိုဆုံးမခြင်းအပိုင်းမှာအဲ့ဒါလေးကိုအထူးပြုပြောထားတတိဟာစိတ်အားလုံးရဲ့အချုပ်ပဲဆိုတော့တတိမပါရင် ဘလို့စိတ်ပဲဖြစ်ဖြစ်အမျိုးမျိုးပေါ်လာတတိရှိနေတဲ့အဲ့ဒီပေါ်လာသမျှစိတ်တွေကိုတတိက control လုပ်ပေးတဲ့အတွက်ကြောင့်ကိုယ်ဘုံမှာရှိနေတဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်ကိုတတိလေးကနိုင်သွားတဲ့အခါကျတော့စိတ်ကြောင့်ဖြစ်ပေါ်လာမယ့်အမားတွေကိုမရှိတော့ဘူးတတိပိုင်ရင်စိတ်ကိုနိုင်မယ်တတိပါရင်စိတ်ကမှားမယ်ဟောဒီစကားလေးကသိပြီးတော့တန်ဖိုးရှိတယ်တတိပိုင်ရင် စိတ်ကိုနိုင်မယ် တတိပိုင်းစိတ်ကမှားမယ်။ကိုကဒီတတိလေးကိုပိုင်ထားရင်ကိုယ်စိတ်ကလေးကိုကိုကနိုင်သွားတယ်။တတိမြန်ရော့သွားတာနဲ့အဲစိတ်ကမှားတော့တယ်အမားတွေလုံမိတာ။ဒါကြောင့်စိတ်ကြီးဖို့ထဲတတိကြီးဖို့လေ့ကျင့်ရမယ်။စိတ်မြန်ဖို့ထဲတတိမှန်ဖို့ကြိုးစားရမယ်။ စိတ်မညစ်အောင်တတိအနှစ်ဆောင်ရမယ်ဆိုတာမြတ်စွာဘုရားရှင်ကတတိကိုအထူးပြုပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ကဒီကိုယ့်ကိုဆုံးမခြင်းဆိုတဲ့အပိုင်းတင်မှာဗာလေးကို အထူးပြုပြောခြင်းလဲဆိုတော့စိတ်ကြီးတဲ့သူရဲ့တတိနဲ့ဒါလေးကိုအထူးပြုပြောခြင်းတာဒေါသအလျောက်လုံးမိတာတွေဖြစ်တတ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုဘာဖြစ်တယ်ဆိုတာသိခြင်းရင်ကိုယ့်ကိုယ်ကိုတတိလေးအမြဲကတ်ထားရမယ်တတိမပါတဲ့စိတ်ဟာ အမားကိုဇက်တိုက်ကျူးလွန်မိတတ်တဲ့အတွက်ကြောင့် မြတ်စွာဘုရားရှင် အလိုတော်ရ mindfulness တတိရှိခြင်းဟာကိလေသာအာယုန်တွေကိုပယ်ခွာစေနိုင်တဲ့အတွက်ကြောင့်တတိရှိတဲ့သူနဲ့တတိမရှိတဲ့သူသိပြီးတော့ကြွာချတယ်။ဘုရားကဘယ်လောက်တိပြောလဲဆိုရင် အပမတော်အမတန်ပဒံပမတော်မစ္ဆုနောပဒံလို့မိတ်နေ။အပမတော်တတိမရှိတဲ့သူမိနေတဲ့သူဟာတဲ့ပမတော်မစ္ဆုနောပဒံတည်နေတဲ့အတူတူပဲတူတူပဲတဲ့ တတိမရှိတဲ့သူဟာတည်တည်တဲ့သူနဲ့အတူတူပဲပမာတော့မစ္ဆုံတော့ဗဒံမမေ့တဲ့သူကတော့နိဗ္ဗာန်ကို သွားနေတာနဲ့အတူတူပဲဆိုတော့တို့တွေကမေ့နေတဲ့သူလားမမေ့တဲ့သူလားမေ့နေရင်အသက်ရှင်နေပေမဲ့တည်တာနဲ့အတူတူပဲမမေ့တဲ့သူကတော့အသက်ရှင်နေပေမဲ့တည်ခြင်းကိညာနိဗ္ဗာန်ကိုသွားနေတာနဲ့အတူတူပဲဆိုတော့အဓိကဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတိကိုအထူးပြုပြီးတော့ အမြဲတမ်းလက်ကင်ထားစီချင်တာပဲတတိပဌာနာတုတ်ရဲ့အချုပ်လုံးကလည်းတတိကိုအထူးပြုခိုင်းတာပဲအဲ့ဒီတတိပဌာနာတုတ်မှလာတာကစကလုံးလေးတစ်လုံးနဲ့ပဲယထာဘူတံပါဇာနာတိယထာဘူတံအရှိကို အရှိအတိုင်းပါဇာနာတိတိရမယ်တဲ့ကိုယ်စိတ်မှာဘာပဲဖြစ်ဖြစ်စိတ်မှာပဲဖြစ်ဖြစ်ရုပ်မှာပဲဖြစ်ဖြစ်ဖြစ်သည်မြပေါ်သည်မြအရာတွေကိုဖြစ်စေဖြစ်ကြပေါ်စေပေါ်ကြမှာ သူ့ရဲ့အရှိအတိုင်းလေးပါလိုက်ပြီးတော့သိရတယ်တဲ့အဲ့ဒါကိုတတိပဋ္ဌံဝိပဿနာဆိုတာအဲ့ဒါပဲပြိဒိတ်စိတ်နဲ့ရုပ်မှာပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ကပေါ်စေပေါ်ကိုင်းမှာသိရင်ဒါတရားပဲဆိုတော့ကိုယ်စိတ်ထဲမှာခုနကဖြစ်ပေါ်တဲ့ emotion ကြောင့်ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လိုက်မှန်ပါလှုပ်ထားတယ်ဒေါသအလျောက်ဖြစ်ပေါ်တာတွေကိုတတိလေးကပ်ပြီးတော့အဲ့ဒီတတိကို အဲ့ဒီစိတ်ကလေးကိုတတိလေးနဲ့နိုင်အောင် ထိန်းထားပြီးဆိုရင်တတိကနိုင်သွားရင် စိတ်လိုက်မှမလုထားလဲယော့သွားတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာဘာဖြစ်တယ်ဆိုတာတတိလေးကပ်ပြီးတော့မိမိကိုယ်ကိုအသုံးချမိမိကိုယ်ကိုနှလုံးလောက်အောင်ကြိုးစားပြီးတော့အသုံးချပြီးဘဝတလမ်းမှာတတိကပ်ပြီးတော့ချမ်းသာစွာ နေထိုင်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေဂုံတော့တတိ Ah!